ားလုံးပဲမင်္ဂလာပါဒီနေ့ဂျွန်လ2ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေအများကြီးထည့်လာနေပြီးတော့ကျွန်တော်ပထမဆုံးဝင်မြှောက်ခြင်းတဲ့အကြောင်းအရာကတော့မကွေးတိုင်းအချင်းထောင်ဝင်ပြီးတော့ PDF ကသွားပြီးတော့တိုက်တယ်။နောက်တိုက်ခိုက်တဲ့အခါကျတော့ထောင်အာနာပိုင်နဲ့အချင်းဦးစီးဌာနကဝန်ထမ်းတွေအယောက်ပေါက်26နဲ့6ယောက်ကိုစကားစကားဖမ်းဆီးလိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။အတိအပြတော့အချင်းချင်းဖမ်းလိုက်တယ်နော်။ဘာဖြစ်လို့ဖမ်းလိုက်ရလဲဆိုလို့ရှိရင်မကွေးတိုင်းကဒီ PDF တွေကအဲ့ဒီအချင်းထောင်ဝင်သွားပြီးတော့ အတိုက်ခံရတဲ့အတွက်ကြောင့်မင်းတို့ရဲ့ပေါ်ဆမှုတွေလုံခြုံရေးပေါ်ဆမှုတွေစသဖြင့်စသဖြင့်အကြောင်းတွေကိုနော်ခေါင်းစဉ်တက်ပြီးတော့သူတို့ကဖမ်းဆီးတာဖြစ်တယ်နော်အဲ့ဒီမှာချစ်ချင်းဖမ်းခံရတယ်အတိတ်တွေကတော့သူတို့ကိုသွားပြီးတော့ဒဏ်ပေးတာပေါ့ဒဏ်ပေးတာပေါ့နော်အဲ့ဒီမှာဆစ်ဆဲတဲ့ဆစ်ဆဲတဲ့ပြစ်မှုနဲ့ထိုက်တန်တဲ့လူတွေကတော့အဲ့ဒီမှာရာထူးဖြုတ်တာတို့ရာထူးနှိမ့်ချတာတို့ဒီထောင်ချတာတို့စသဖြင့် သူရဲ့ပြင်ပုံနဲ့အလိုက်သူတို့ကစီရင်မှာပဲဖြစ်တယ်အဲ့ဒါကြောင့်စကားစကားဖမ်းလိုက်တယ်ဆိုတဲ့တတင်းနောက်တစ်ခုကရေးကြည့်တဲ့တတင်းဒီရေးကြည့်တဲ့တတင်းကတော့အများကတော့ကျွန်တော်တို့ဒီတတင်းမီဒီယာမှာပေါ်ပြထားတဲ့အကြောင်းအရာတော့အချင်းပြင်းနေနော်မြေကြီးနာအဲ့ဒီမှာ AR ဒီမြေဟာဆိုလို့ရှိရင်စိုးရင်အမှတ်ထက်တပေးမြင့်တက်သွားပြီနော်မြင့်တက်သွားတဲ့အခါကျတော့ဒီမြေနှိမ့်ဘိုင်းတွေမှာဆိုလို့ရှိရင်အဲ့ဒီမှာတော်တော်ကိုရေမြုပ်နေပြီနော်အဲ့ဒီမှာကေဆေးရေးတွေကလည်းမလုံမလောက်အဲ့ဒီမှာနော်ကေဆေးတဲ့လူကလည်းမရှိကေဆေးစခန်းတွေကလည်းနေနေတဲ့ စသဖြင့်ဒီအကြောင်းအရာတွေကိုနေပြီးတော့တွေ့ရတယ်။ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဟိုးဖက်မှာမစ်ဆိုရန်နော်မစ်ဆိုရန်ဖက်မှာလည်းတော်တော်ကိုရည်ကြီးနေတယ်။ပြီးလို့ရှိရင်တော့ရခိုင်ဖက်မှာနော်ရခိုင်ဖက်မှာဆိုလို့ရှိရင်တော့ကြောက်တော်မျိုးနေရဲ့မြောက်ဦးမျိုးနေရဲ့တောင်ကုတ်ရဲ့နော်အဲ့ဒီနေရာတွေမှာတော်တော်ကိုရည်ကြီးရရှင်မှုတွေဖြစ်နေတယ်။ဆိုတော့ကျွန်တော်ပြန်ပြီးတော့ကြည့်တဲ့အခါကျတော့ဒီနေရာတော်တော်မိုးကောင်းတယ်လို့ပြောလို့ရမယ်နော်။အဲ့ဒီမှာမိုးဦးတော်တော်ကောင်းတယ်။ ဘာဖြစ်ဆိုတော့အခုမေလကတည်းကနေစပြီးတော့ရေကြီးတာဟုတ်နော်အမှန်တကယ်မှာတော့ကျွန်တော်တို့ဒီဂျွန်လဂျွန်လမှာဆိုလို့ရှိရင်မိုးကျနေပြီလေထုံတဲ့အချိန်ပေါ့နော်အဲ့ဒီမှာကျောင်းတွေကလည်းအတက်ဒီဂျွန်လမှာစပြီးတော့ကျောင်းတွေအကြရောမယ်ဆိုတော့ကျောင်းတိုက်တဲ့အချိန်ပေါ့ငွေဘွားကိုတတိရတာဆိုတော့အဲ့ဒီအချိန်မှာကိုကတချို့နေ့တွေမှာဆိုလို့ရှိရင်တော့ဒီမိုးခေါက်တယ်နော်လေထုံကိုလေထုံတော့မရဘူးနော်အဲ့ဒီမှာကျွန်တော်တလလုံးမိုးကနေနေနေဘာပဲရွာတယ်ရေမရှိလို့ကျွန်တော်မိုးမရှိလို့ နော်လေမထွားတဲ့အချိန်ခါမျိုးတွေလည်းကျွန်တော်တတိယမိလာပေါ့လေသမားတွေရဲ့ဖြစ်ပြက်တွေဆိုတော့အခုကတော့ဒီမေလကတိကနေစပြီးတော့ရေကြီးရေရှမ်းမှုတွေဖြစ်နေတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်ဆိုတော့တော်တော်ကိုကောင်းတယ်လို့ပြောလို့ရတယ်မိုးဥကောင်းတာပေါ့နော်မိုးဥကောင်းတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ချင်းစစ်ဘိုလ်ချုံဟောင်းတွေ နောက်တော်တော်ကလုံးချုံရေးစိုးရင်ရတယ်အများဖြစ်တော့ဒီစစ်ဘုံချုံဟောင်းလို့ပြောလို့ရှိရင်တော့ဘာတူတယ်လဲဆိုလို့ချင်းကျန်းဖို့နော်ကျန်းဖို့ပါတီမှာအများကြီးစစ်ဘုံချုံဟောင်းတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီမှာတော်တော်ကလုံးချုံရေးစိုးရင်နေရတယ်နော်စိုးရင်နေရတဲ့အခါကျတော့သူတို့လုံးချမ်းမှာကိုစိုးရင်လည်းနော်သူတို့လုံးချမ်းခါမှာကိုစိုးရင်လည်းအခါကျတော့အဲ့ဒီမှာသူတို့ကတက်တော်ဆောင်နော်တက်တော်ဆောင်တွေကိုသူတို့ကားရမ်းနဲ့ပြီးလို့ရှိရင်တော့ဒီခွင့်ပြုချက်နဲ့လက်နက်တွေကင်ရတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာမှာတကယ်ဟိုလင်းတချို့ဖော်ပြထားတဲ့အကြောင်းအရာတွေဖြစ်တယ်ဆိုတော့သူတို့နေရာ သူတို့နေတဲ့နေရာတွေတော့မနော်သူတို့ဒီဖက်ကတော်တော်ရဖွင့်တယ်တိမဆိုးလို့လှိုးဝဲထားတဲ့နေမြေတွေမှာနေတယ်ပြီးလို့ရှိရင်တော့တက်တော်ဆောင်တွေသူတို့ငားထားတယ်ပြီးလို့ရှိရင်တော့လက်နက်လက်နက်တွေကိုနေပြီးတော့ computer channel လက်နက်တွေကင်ဆောင်ထားကြတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့လက်နက်ကင်ဆောင်ထားတာကတော့လွတ်လွတ်လေးပါပဲသူတို့အတွက်ဘာလို့ဆိုတော့ခလုံးကအဲ့ဒီမှာ ဒီကျန်းဖွဲ့ရဲ့ပါတီဖက်ကလူတွေအားလုံးကအများဖြစ်တော့စစ်ဘုံချုပ်ခေါင်းလို့ရေးပဲအဲ့ဒါကြောင့်ဒီကျန်းဖွဲ့ပါတီကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်တော့စစ်တပ်ရဲ့ပါတီเนาะစစ်တပ်ရဲ့ပါတီဆိုတော့သူတို့ကတော့ဘာပြောလဲဆိုလို့ရှိရင်ဒီယူကောက်ပွဲမှာပြန်ဆိုင်ဖို့အတွက်သူရဲ့ကိုယ်စားလှယ်လောင်းတွေသူရဲ့အင်အားတွေမေယုံပြန်ဆိုင်ဖို့အတွက်เนาะအဲ့ဒီမှာ channel.outlook.sat ဖြစ်เนาะအဲ့ဒီနေရာတွေမှာ ရှင်ပြိုင်ဖို့အတွက်အားလုံးကလူလုံလောက်မှုတွေရှိရဆိုတာကိုသူတို့ပြောထားပြီးသားဖြစ်တယ်။ကျွန်တော်လုံလောက်မှာပေါ့။နော်အဲ့ဒီမှာသူတို့မှာဘာပြဿနာမှမရှိပဲ။နော်အဲ့ဒီမှာမအလာကနေပြီးတော့ကာကွယ်ပေးထားတဲ့သူတို့ရဲ့ပါတီ။နော်အဲ့ဒီကျန်းဖို့ကနိုင်လို့ရှိရင်အဲ့ဒါစစ်တပ်ကနိုင်တာပဲ။နော်ဘာမှကျွန်တော်တို့ပြောစရာမရှိဘူး။အခုသူကိုရှင်ပြိုင်မဲ့တကယ့်ပါတီကြီး ဆိုတာလုံးဝမရှိဘူးเนาะသူ့ကိုရှင်ပြိုင်နေနိုင်တဲ့လူကတော့ကျွန်တော်တို့ NLD ပဲเนาะ NLD ပါတီကအဲ့ဒီမှာရှင်ပြိုင်မှုမရှိဘူးမရှိတဲ့အခါကျတော့သူတို့ကဘာမှပြောစရာမလိုတော့ဘူးဂျန်ဖော့ပါတီကနိုင်ပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့သိပြီးသားဖြစ်တယ်မြေပုတ်လက်ခတ်မလွဲပဲเนาะအဲ့ဒါကြောင့်မအလကဆက်ပြီးတော့အဲ့ဒီမှာသမဒဖြေဦးမှာဆိုတော့အဲ့ဒီဟာတွေကကျွန်တော်တို့ဘာမှပြောစရာမလိုဘူးအကုန်လုံးသိတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့စိတ်ဝင်စားစရာနိုင်ငံခြားတဲ့အဲ့ဒါကကျွန်တော်တို့မြန်မာနိုင်ငံနဲ့တထက်တည်းပဲ ဒီပြဿနာဖြစ်တဲ့ဒီအာဏာသိမ်းမှုတွေဒီခါလောက်တဲ့အချိန်မှာရုရှားနဲ့ယူကရိန်းမှာလည်းရုရှားကယူကရိန်းကို far block invade လုပ်တယ်အဲ့ဒါကချုပ်ချုံမှုလို့လောက်တယ်လောက်တဲ့ခါကျတော့ရုရှားက short တွဲလိုက်တယ်နော်အဲ့ဒီယူကရိန်းကို short တွဲတယ်အဲ့ဒီတရက်နေရအတွဲမှာပဲသိမ်းပိုက်မယ်လို့သူတို့ကယူဆတယ်နော်ဒါပေမဲ့တကယ်တကယ်တိုက်တဲ့ခါကျတော့ဒီနေ့ထက်တိလုံးဝတိုက်လို့မရဘူးပထမပိုင်းမှာတိုက်လို့မနိုင်ဘူးဆိုတာရုရှားလုံးဝသူ့ရဲ့အဖြစ်မှန်ပဲ ဘာဖြစ်လို့ဆိုတော့အဲ့ဒီအချိန်ခါတုန်းကဒီယူကရိန်းမှာဆိုလို့ရှိရင်တော့ဘာအကူအညီမှမရသေးဘူးအဲ့ဒါယူကရိန်းတနင်္ဂနွေရက်ရက်တင်မှုတစ်ခုပဲရှိသေးတယ်ဆိုတော့အဲ့ဒီအချိန်မှာတော့မှတိုက်လို့မနိုင်ဘူးเนาะမနိုင်တဲ့အခါကျတော့နောက်ပိုင်းကျတော့ဒီနိုင်ငံတကာကเนาะတကယ်ယူကရိန်းကိုသနာလာတယ်เนาะသနာလာတယ်အဲ့ဒီယူကရိန်းရဲ့သမ္မတကိုခေါ်ဖို့အတွက်เนาะသူ့ကိုပြောတဲ့အခါကျတော့သူလုံးဝမသွားဘူးယူကရိန်းသမ္မတကเนาะကျွန်တော်ရှေ့တက်မှာဝင်ပြီးတော့တိုက်မယ်เนาะကျွန်တော်ကိုလက်နက်တွေပဲကူညီပေးဆိုတဲ့ဟာတကယ်เนาะ ပိုလင်းတကျော်ဖြစ်သွားတယ်တော်တော်ကိုနာမည်ကြီးသွားတယ်ယူကရိန်းသမ္မတဇယ်လန်စကီကဆိုတော့ဒီနေ့ကတည်င်းတက်လာတာကဘာလဲဆိုလို့ရှိရင်တကယ်ဗီဒီယိုဖိုင်လေးတက်လာတယ်ပြီးလို့ရှိရင်တော့ဒီတည်င်းမီဒီယာလောကမှာလည်းတကယ်ဖော်ပြထားတဲ့ကောင်းစီတည်င်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကရုရှားရဲ့လျင်ပြဲနောက်တိုက်လျင်ပြဲနော်၄၀အစီပုံ၄၀ကိုဒုံးလိုက်နေပြီးတော့ပြစ်ချလိုက်တာနော်ပြစ်ချလိုက်တာအကုန်ဆင်းသွားတယ်အဲ့ဒီမှာမိလောင်ပြချသွားတယ်နော်အဲ့ဒါတိုက်လျင်ပြဲအဲ့ဒါကတကယ်နျူကလ িয়ার လက်နက်ပဲတင်ဆောင်နိုင်တဲ့နော်လျင်ပြဲတွေဖြစ်တယ်နော်တိုက်လျင်ပြဲတွေနော်အစီပုံ၄၀ကို ဖြက်စီလိုက်တယ်အဲ့ဒါကဘင်းကိုအင်စစ်စင်ရေလို့ခေါ်တယ်အဲ့ဒါကဘလို့တိုက်ခိုက်လဲဆိုလို့ရှိရင်တော့အရင်တော့ကျွန်တော်တို့တရင်တွေမှာတက်လာတာကယူကရိန်းကနေပြီးတော့ဒီဖက်ကဒုံးတွေနဲ့ပြန်တယ်ပြန်တဲ့ခါကျတော့ရုရှားကအဲ့ဒီဒုံးပစ်စနစ်နဲ့အကုန်လုံးပြစ်ချလိုက်တယ်ဆိုတဲ့ခါကျတော့မအောင်မြင်ဘူးမအောင်မြင်တော့အခုဒီဘင်းကိုအင်စစ်စင်ရေမှာဘလို့လုံထားလဲဆိုလို့ရှိရင်ဒုံးအစည်းပေါင်းက 480စီးเนาะလက်စီ480နဲ့စင်းကုန်နေပြီးတော့အဲ့ဒီမှာကားထင်မှဒီသစ်သားဘုံထင်မှထက်ထားတယ်เนาะအဲ့ဒီသစ်သားဘုံကလည်းခလုတ်လေးနှိပ်လိုက်လို့ရှိရင်တော့အကုန်လုံးအဲ့ဒီအမိုးလိုပွင့်တယ်เนาะဆိုတော့အဲ့ဒီသစ်သားအိမ်ထင်မှထည့်တယ်ထည့်ပြီးမှကားနဲ့မောင်းပြီးတော့ရုရှားရဲ့နေမြေထည့်ကိုဝင်သွားတယ်ဝင်သွားပြီးတော့အဲ့ဒီမှာအချိန်ကိုက်အကုန်လုံးအနည်းကိုက်ရောက်လာပြီဆိုတာနဲ့အဲ့ဒီကနေပြီးတော့အကုန်လုံးဒီခလုတ်နဲ့ဖွင့်ပြီးတော့ပြန်ပြီးတော့တိုက်တာเนาะအဲ့လိုရုရှားနေမြေထည့်မှရောက်တဲ့အချိန်မှာပဲတိုက်တာဆိုတော့တော်တော်ကိုရုရှားလုံခြုံရေးကဘလောက် နော်ညံ့လဲဆိုတာကိုကျွန်တော်တို့ခြေလိုက်ခြေအပြည့်ကျွန်တော်တို့တွေ့နိုင်တယ်ဆိုတော့အဲ့ဒီမှာထူးထူးခြားခြားကျွန်တော်တို့ away thing away thing နဲ့ဒုံးက9ခုစင်းပါတယ်အဲ့ဒီခေတ်မှာနော်အဲ့ဒီက away thing ညနေပြီးတော့ထင်ထားတယ်ဟာဆိုတော့ပြင်ထားတဲ့နေရာနော်လေစိတ်၄ခုကိုဝင်ပြီးတော့စီးတာနော်လေစိတ်၄ခုကိုနေပြီးတော့ဝင်ပြီးတော့တိုက်တာတိုက်လေရင်ပေါ့ 40ထိတောင်မှပြည့်စည်သွားတယ်ဆိုတဲ့တင်ကတကယ့်ထိစီတင်အနေနဲ့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက AA ကိုကုညီဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကဒီဘင်္ဂလားဒေ့ရှ်ရဲ့ဒီအရှိတောင်ပိုင်းခရိုင်တစ်ခုကိုနေပြီးတော့စေစင်ရေးတွေကိုလုပ်ဖို့အတွက်အဲ့ဒီမှာတတ်မှတ်ထားတယ်ဆိုပြီးမှအိန္ဒိယတည်င်းဌာနကဖော်ပြလိုက်တယ်ဖော်ပြလိုက်တဲ့အခါကျတော့အဲ့ဒီမှာဘင်္ဂလားဒေ့ရှ်ကမြင်းဆိုတဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီခရိုင်တစ်ခုကတော့ဒီကော့ဘဇာရဲ့နောက်တစ်ခုကဘင်ခရိုဘင်ဆိုတဲ့အဲ့ဒီခရိုင်တစ်ခုကိုနေပြီးတော့ဒီစစ် ဆင်ရဲနေနေဖြစ်တတ်မှတ်ဖို့အတွက်သူတို့လုပ်တယ်ဆိုတဲ့ဟာကိုဒီအိန္ဒိယကနေပြီးတော့ဖော်ပြတယ်အဲ့ဒါကအဲ့ဒီစစ်ဆင်ရေးကဒီ AA ကိုကူညီဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကလုပ်တယ်ဆိုတဲ့ဟာကိုတွေ့ရအရင်တော့သတင်းတွေတက်တာကိုကျွန်တော်တို့ကြားနေတယ်အဲ့ဒါက USA ကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုနောက်ခံကနေခိုင်းထားတယ်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဒီ AA ကိုကူဖို့လုပ်တယ်စသဖြင့်ဒီသတင်းကအရင်တော့လည်းတက်ပြီးသားဖြစ်တယ်ဆိုတော့အခုဘင်္ဂလားဒေ့ရှ်ကတော့ညင်းဆိုတယ်เนาะအဲ့ဒါကိုမအလာကလည်းသိတဲ့ပုံပဲเนาะအခုဘင်္ဂလားဒေ့ရှ်နဲ့မအလာနေကတော်တော်ကိုတန်တမာရေးမှတော်တော်เนาะ တိုက်ခိုက်မှုတွေတူတူဖြစ်လာတယ်ဆိုတော့အဲ့ဒါကြောင့်ဒီဘင်္ဂလားဒေ့ရှ်ကတာအမတ်တွေเนาะအဲ့ဒီမှာစစ်တပ်ယုံကတာမှုတွေကိုနေပြီးတော့အကုန်လုံးခေါ်သွားတယ်เนาะပြန်ရုပ်သိမ်းလိုက်တယ်เนาะပြန်ရုပ်သိမ်းလိုက်တဲ့ဟာကအဲ့ဒါကလက္ခဏာပဲတိုက်ခိုက်လာပဲဘာဖြစ်လို့ဆိုတော့သူတို့သိတယ်မာလာလည်းသိတယ်သူတို့ရဲ့လုံဆောင်မှုတွေသူတို့သိတယ်သိတဲ့ခါကျတော့ခုနကသတ္တမန်ကြီးကတင်းမာနာဖြစ်တယ်ဆိုတော့ကိုအိန္ဒိယတည်င်းဌာနကလည်းဖော်ပြတယ်ဆိုတာမသိဘဲနဲ့ဖော်ပြထားတာတော့မဟုတ်ဘူးသူတို့သိပြီးသားဖော်ပြထားတယ်ဒါပေမဲ့ နော်ဒီနိုင်ငံရေးစီးရဲဟာဆိုလို့ရှိရင်တော်တော်ပါနေရတယ်ဟုတ်တယ်ဆိုပေမဲ့မဟုတ်ဘူးအခုမှလာတော့ငင်းတာချိလိုက်နော်အဲ့ဒီဒီဘေးရဲ့မှာအကြောင်းပေါ်ဖြစ်တယ်မဟုတ်ဘူးလို့ပြောတယ်တကယ်ညက်မြင်နေပြီဒါပေမဲ့မဟုတ်ဘူးလို့ပြောတယ် CNN ကနေပြီးတော့မေးတယ်ဟုတ်မှလမ်းပေါ်မှာသွားတဲ့ဒီ cycle နဲ့သွားတဲ့ဟာကိုနေပြီးတော့လူတွေကအဲ့ဒီဆက်ကဆာတဲ့လူတွေကပြစ်တတ်တယ်အဲ့ဒါကိုဗီဒီယိုဖိုင်နဲ့ direct ပြောတယ်ဒါပေမဲ့အဲ့ဒီမာလာဒီအချာချာကဖြေတာနော်တကယ်ပေါ်တင်ကြီးပဲနော်မဟုတ်ဘူးဆိုတဲ့ဟာကိုညင်းတာတွေ့ရတယ်နော်အဲ့လိုမျိုးပေါ့လုတ်တယ်ဆိုရင်မလုတ်ဘူးအဲအဲ့လိုမျိုးပုံစံမျိုးနဲ့ မြင်းဆိုတာကိုတွေ့ရတယ်အဲ့ဒါကဒီနိုင်ငံရေးမှာဆိုလို့ရှိရင်တော်တော်ကိုပေါပနဲ့နဲ့နဲ့ခိုင်တဲ့စကားလုံးတွေဖြစ်တယ်မြင်းတကယ်လည်းဘူးခံလို့မြင်းတာเนาะမြင်းလည်းဒါပေမဲ့မဟုတ်ဘူးအဲအဲ့လိုမျိုးပုံစံမျိုးနဲ့မြင်းတာကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်ကတော့မြင်းဆိုထားတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်နောက်တစ်ခုကစခိုင်းတိုင်းတစေเนาะအဲ့ဒီမှာကင်းလှဲ့လာတဲ့ဒီမအလာရဲ့လူတွေကိုနေပြီးတော့ဒီဖက်ကကြားဖြတ်ပြီးတော့တိုက်တယ်အဲ့ဒီမှာအရာရှိတယောက်ပါတယ်အဲ့ဒီမှာရှစ်ယောက်ပေးသွားတယ်ရှစ်ယောက်ကမာလခီယာဖြစ်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကရှမ်းပြည်နှောင်းချိုအဲ့ဒီမှာဆိုလို့ရှိရင်တော့ရွှေမုတ်ဂျေးရွာ အဲ့ဒီမှာစကတ်စကနေပြီးတော့ TNLA ရေဝုတ်စုံတွေကိုဝုတ်တယ်။ဝုတ်ပြီးတော့ဒီပြည်သူလူထုတွေကိုတတ်ဖြတ်တယ်။နော်အဲ့ဒီပြာတော့ TNLA ကိုအဲ့ဒီမှာနာမည်ဖြတ်တယ်။နော်အဲ့ဒီပြည်သူအယောက်ပေါင်း၄၀နဲ့၅ယောက်ကိုဖိုင်းစီခေါ်ဆောင်သွားတယ်။ဓာတ်ပုံရိုက်တယ်။အဲ့ဒီမှာဝါဒဖြတ်တယ်။ဆိုတဲ့တည်ကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီပြာတော့ဒီ TNLA ရဲ့နာမည်ကိုစကတ်စကဖြတ်ဖို့အတွက်သူတို့ရဲ့ဝုတ်စုံတွေကိုဝုတ်တယ်။ဝုတ်ပြီးမှပြည်သူလူထုတွေကိုအဲ့ဒီမှာညင်ပန်းနေဆက်တယ်၊တတ်ဖြတ်တယ်။အဲ့ဒီမှာခေါ်ဆောင်သွားတယ်။အဲ့ဒီပြာတော့ TNLA ကို သူတို့မုံအောင်နော်စတီအန်လေအနေနဲ့ပြီသူလူထုနဲ့ခွေးထွက်လာအောင်ခွေးထွက်လိုက်တာနောက်ရန်တိုက်ပေးတာအဲ့ဒီဟာကဒီမအလာအတွက်ကက်ပြူဟာပဲနော်သူသုံးတဲ့ဒီတန်ရန်တန်လန်းတဲ့ကြိုင်တွေမှာလည်းဒီလိုပဲအချင်းချင်းရန်တိုက်တယ်နော်ကိုပြီသူနဲ့ကိုတီအန်အလေနဲ့နေပြီးတော့ရန်တိုက်တယ်အဲ့ဒီနီးစနစ်တွေနော် KNU နဲ့ဆိုလို့ရှိရင်လည်း KNU ထဲမှာဆိုလို့ရှိရင်လက်နက်ကြိုင်တွေအများကြီးအဲ့ဒီ DKBA နဲ့ KNU နဲ့တိုက်ပေးလိုက် BGF နဲ့တိုက်ပေးလိုက် KTLA နဲ့တိုက်ပေးလိုက်စသဖြင့်စသဖြင့်နော်အဲ့လိုမျိုးလုပ်တာ အဲ့ဒါကတော့ကဲအောင်မြင်တဲ့ပြူဟာဖြစ်တဲ့စကစကငါအဲ့ဒါကိုလွှဲရှောင်လိုက်ပြီဆိုလို့ရှိရင်စကစရှုံနေနေပဲဆိုတော့ကိုနောင်ချုံကကိုလုံနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုက KNDF KNDF လို့ပြောတဲ့အခါမှာ Granny ပြင်းနေနော် Granny ပြင်းနေမှာဆိုလို့ရှိရင်တော့သူတို့ရဲ့ဘိုးဘောပိုင်နေမျိုးကိုနေပြီးတော့အကုန်လုံးသိမ်းယူရရှိနိုင်တဲ့အတွက်ကြောင့်ဂုံယူဝဲမြောက်ကျောင်းတုံလုံးတော်ကိုပို့လိုက်တယ်အဲ့ဒါကညီနောင်ပုံဖွေသူတို့ရဲ့တုံလုံးတော်ထဲမှာခုနကသူတို့ရဲ့ဘိုးဘောပိုင်မျိုးကိုနေပြီးတော့သိမ်းပိုက်လို့ရရှိပြီဆိုပြီးတော့ထုတ်ပြန်တော့တွေ့ရတယ်ဒါပေမဲ့တကယ်တကယ်ကြည့်လို့ရှိရင်တော့ဒီ Granny ပြင်းနေမှာဆိုလို့ရှိရင်လောက်ကောက်လည်းကျွန်တော်တို့သိမ်းလို့မရသေးဘူးနော်ဆိုတော့ လွိုက်ကောကိုသိမ့်လို့ဒီကရင်နီပြည်နယ်ကိုအားလုံးသိမ့်ပိုက်လို့ရပြီဆိုလို့ရှိရင်တော့ဒီမအလာရဲ့နေပြည်တော်ကကြောင်ဆုံဖို့အတွက်တော်တော်နီးစပ်ပြီနော်နီးစပ်ပြီဆိုတော့အခုညီနောင်ဖုံးဖွဲ့ကဒီတုံးတော်ကိုပို့လာတော့နော်အများစုကိုသိမ့်ပိုက်လို့ရရှိတဲ့အတွက်ကြောင့်နော်တို့ကိုဂုံပြုတဲ့တုံးတော်ပဲဖြစ်နေမယ်နော်တကယ်တမ်းအားလုံးသိမ့်လို့ရရှိပြီဆိုလို့ရှိရင်တော့လွိုက်ကောကတို့လက်ထက်မှာရောက်သွားပြီအရင်ကဒီသက်ကလို့ကြောင်လို့ပါတော့တော့မှတို့သိမ့်လို့ရပြီပဲနော်အခုကပြန်ပြီးတော့မအလာကသိမ့်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့မအလာကထိုးစစ်ကြီးကြီးအဲ့ဒီမှာ ဖို့ဆင်းဆင်းပြီးတော့ခုခံနေတာကိုလည်းကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ဒီအလားက KNDF ရဲ့အောင်မြင်မှုကိုနေပြီးတော့ညီနောင်သုံးဖွဲ့ဖြစ်တဲ့ AA ရဲ့ TNL ရဲ့ MND ရဲ့နေပြီးတော့ ကွန်ပျူတာထုံးလောပိုးပေးလိုက်တယ်ဆိုတဲ့တည်င်းကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကတော်လည်းရင်းထိမှဆိုလို့ရှိရင်စက္ကဆတ်လူတွေကအများကြီးထိထားတယ်နော်။အဲ့ဒါကိုနေပြီးတော့ဒီ MDY လို့ခေါ်တဲ့ဒီ Mandalay PDF ကနေပြီးတော့ထုတ်ဖို့လေအရင်က9ရောက်ဖမ်းထားတယ်နော်။ဖမ်းထားတယ်။ဆိုတော့အဲ့ဒီထိမှတကယ့်စက္ကဆတ်ကစနစ်တကျလေ့ကျင့်ပြုပြင်ထားတဲ့နော် train ထားတဲ့လူတွေကအဲ့ဒီ dollar ထဲမှာထည့်လိုက်တယ်နော်ထည့်လိုက်တယ်အဲ့ဒါကိုနေပြီးတော့ mandalay pdf ကပေါ်ထုတ်လို့ရတယ်ခုနှစ်ယောက်ထိတောင်မှကျွန်တော်တို့ဖိုင်းစီတဲ့တည်င်းတွေအရင်ကတက်တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါက mdy pdf ကနေပြီးတော့ တတိပိစာထုတ်ပြန်တယ်ဘာဖြစ်ဆိုတော့တချို့တွေဒီတော်လိုင်းထဲမှာအများကြီးစိတ်ဝင်နေတယ်ဆိုတဲ့ဟာကိုဒီနေ့တင်းထုတ်ပြန်တာကိုတွေ့ရလိမ့်မယ်။နောက်တစ်ခုက PNL နော် PNL ရဲ့ရေးပေါ်၅ရောက်ကုန်ပြီးတော့တက်ဖြတ်တဲ့ဗီဒီယိုဖိုင်ကလည်းတကယ့်လူမှုကွန်ရက်ပေါ်မှာတော်တော်ပြန့်လာပြီ။ဟိုဒီကနေ့ကကျွန်တော်ဒီဗီဒီယိုထွက်ပြီလို့ပြောတယ်ဒါမှမဟုတ်တွေ့ဘူး။အခုကတော့တတိမီဒီယာဒိုင်းတွေမှာဖော်ပြထားတဲ့နော်ဗီဒီယိုဖိုင်လေးတစ်ခုဖြစ်လာတယ်နော်ဗီဒီယိုဖိုင်လေးတစ်ခုဖြစ်လာတယ်။ဆိုတော့ဒီ PNO တွေကစကားစဒီ shadow ဖတ်မှာဆိုလို့ရှိရင်တော့အကြီးအကျယ်အဲ့ဒီမှာ live ပို့တယ် ဖြစ်နေတယ်เนาะတိုက်ပွဲတွေဖြစ်နေတယ် ဆိုတော့အဲ့ဒီမှာဖမ်းလို့ရရှိထားတဲ့ဒီလူတွေကိုနေပြီးတော့နော်အဲ့ဒီမှာဒီမာလာနဲ့ဒီ PNO တွေကနေပြီးတော့ရဲရဲဆက်ဆက်တက်ဖြစ်တယ်အမှန်ဆိုရင်တော့အဲ့ဆက်ကဆက်ကနော်ဒီစစ်တုံးပန်ဥပဒေနဲ့ဖမ်းဆီးပြီးတော့ကောင်းလေစစ်တုံးပန်ဥပဒေနဲ့ထားမှာဖြစ်တယ်ဒါပေမဲ့သူတို့ကရတယ်နဲ့အဲ့ဒီငါးယောက်ကိုနေပြီးတော့တက်ဖြတ်လိုက်တဲ့တတင်းကဗီဒီယိုဖိုင်ကတကယ့်လူမှုကွန်ရက်ပေါ်မှာကျွန်တော်တို့ကျော်စောတတင်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကချင်းရင်တော့ CB လို့ခေါ်တဲ့ချင်းရင်တော့ကနေပြီးတော့ဒီတိတိမျိုးကိုသိမ့်ပိုက်ပြီးလို့ရှိရင်တော့နော် PDF တွေ့ နဲ့ပူပေါင်းပြီးတော့ဒီစကိုင်းတို့မန္တလေးတို့အညာတို့ဒီမကွေးတို့စသဖြင့်ဒီနေရာတွေမှာပွားပြီးတော့ဒေါ်လာရဲ့နော်ပူပေါင်းပြီးတော့စစ်စင်ရဲ့လုံမယ်ဆိုပြီးတော့ဒီနေ့ CB ကနေပြီးတော့ထုတ်ပြထားတဲ့သတင်းကိုလေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီဂျော်လာနေရာနေမှာသတင်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ